။အားလုံးပဲမင်္ဂလာပါဗျာ။ဒီနေ့ကတော့ကျွန်တော်ဂျာရီတာမီတွေတက်သက်စာသိစရာကိစ္စတွေကောင်းတဲ့ဂျိုတွေကိုဘယ်လိုအသုံးချမလဲဆိုတဲ့ကိစ္စလေးတွေပြောပြချင်တာဖြစ်တယ်။အဲ့တော့ဂျာရီတာမီတွေတကယ်ကောင်းတဲ့ဂျိုကဘယ်ဂျိုလဲပေါ့။ဂျာရီတာမီတွေတကယ်ကောင်းတဲ့အုပ်ဆိုးနေတဲ့ဂျိုကတင်းလာဂျိုပါ။နော်တင်းလာဂျိုပါ။တင်းလာဂျိုဆိုတာမျိုးကဘယ်လိုနေရာတွေကောင်းဂျိုပြုတာလဲပေါ့။ဟိုကြာပြီးသားမီးတွေကိုကျွန်တော်တို့ကတည်စားပြီးပြောရရင်ဘယ်လိုပြောရမလဲဆိုတော့အလှမ်းကျယ်ပြီးအလေလက်နေတာမျိုး နီးလုံးတော့မမြင်တာမျိုးเนาะဟိုပညာရှိသတိဖြစ်ခဲဆိုတာမျိုးသတိမမှုဂူမမြင်ဆိုတာမျိုးအဲ့လိုမျိုးကြာဝေးသားမိတွေကအယမ်းဖြစ်တယ်ဒါကြောင့်ပဲနီးလုံးတော့လည်းမမြင်ဘူးဆိုတဲ့အတိုင်းကြာဝေးသားမိတွေကဘာလို့လို့တစ်ခါကြာရင်အလန်းကျယ်လွန်အားကြီးတယ်အော်အလန်းကျယ်ပြီးအလေလက်သွားတယ်ဒါကြောင့်ပဲကိုအနီးနားမှာရှိတဲ့ပြင်ဆင်စရာတွေကိုမပြင်ဆင်မဲနဲ့ဟိုအဝေးကိုလှမ်းကြည့်ပြီးတော့စဉ်းစားပြီးလှုပ်လိုက်တာကနေတလွဲတွေဖြစ်ကုန်တာတွေကြာဝေးသားမိတွေကတိတ်ဖြစ်တယ်အချို့ဆိုအလုံးလုံးတယ် အာဒီလုပ်ငန်းကိုလေယုံရှိသေးတယ်နောက်လို့တစ်ခုထက်ချဲ့တယ်ဘာပတ်ဆက်မလောက်ရင်ဘေးလူစီကဆွဲတယ်အလုပ်တွေထက်ချဲ့တယ်အဲ့လိုဝါနေတစ်ဆင့်ဘာတွေဖြစ်လာလဲဆိုတော့တဖြည်းဖြည်းနဲ့မနိုင်မနေနေဖြစ်လာပြီးတော့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အခြေမခိုင်မဲ့ပြိုလဲတာတွေအလွန်ဖြစ်တယ်အဲ့တော့ဂျာဝီသားမီးရာတစ်ခါကြာရင်အကြီးကြံလာအကြီးတွေးရအာငါဟိုဟာကြီးကိုအကြီးလှုပ်ချင်တယ်ဒါကြီးအကြီးလှုပ်ချင်တယ်အကိုရှိတဲ့ငွေအင်အားကိုရှိတဲ့လူအင်အားအဲကို့မှာရှိတဲ့အကြံဉာဏ်နဲ့လုံလောက်လားမလုံလောက်လားမသိတော့ ော့အဲ့လိုတွေဖြစ်တာဒီလိုတွေဖြစ်တဲ့အတွက်တော့ဂျာရီသားမီးတွေဖြစ်လာပြီဆိုရင်ကျွန်တော်တို့ကအနီးကပ်ကိုလည်းကြည်ပါဆိုတဲ့စိတ်ကတနင်္လာထိမ့်ချုပ်တာဒါဂျာရီဖြစ်တဲ့ဆိုရင်တနင်္လာတနင်္လာဆိုတော့ကျွန်တော်ဘေးနေမှာဂျိုယန်လနော်ကျွန်တော်တို့ ਨੇ အနီးဆုံးအနီးဆုံးဂျိုပေါ့ဗျာလလဖြစ်တဲ့အတွက်ကျွန်တော်တို့ကဂျာရီသားမီးဖြစ်တယ်ဆိုရင်ကို့ဘေးနာပတ်ဝန်းကျင်ကိုလည်းကြည်ပါအောင်သူများတွေဘာတွေလုပ်နေလဲနော်အကြီးကြီးကိုပဲမတွေးနဲ့အဝေးကြီးကိုမတွေးနဲ့အနီးကပ်ကဘာလုပ်တဲ့လဲ အများကြီးမစင်းသားနဲ့ကိုကိုကငါဘာပြုတ်ပြင်တင့်လဲဟိုအရင်စင်းသားအရင်စင်းသားကြီးမှကြံတာတွေလို့အဲ့လိုမှမဟုတ်တာနဲ့ကြာတာပရိကအကြီးတွေတွေအကြီးတွေလို့အကြီးတွေစင်းသားပြီးတော့ကိုကားတွေဖြတ်သွားတတ်တယ်ဆိုတာကိုတနင်းလာကပြန်ထိမ့်မိတာအနုစိတ်အသေးစိတ်လည်းကြည့်အောင်ဒါဆိုကြာပရိသားမိတွေအဲ့ဒါတွေသိထားဖို့လိုတယ်ပြီးတဲလာကျောကရှင်းပြောရရင်ကြာပရိသမီးမှာကြာပရိသားမှာအဓိကပဲပညာကျိုးဖြစ်တယ်ပြောတော့ဒီပညာကျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့ကဟိုတနင်းလာကျိုးနဲ့ပတ်သက်ပြီးတော့ နဝင်းမှာရောက်နေတဲ့လူတော်တော်များများကဘာဖြစ်လာလဲဆိုတော့ပညာရဲ့နဲ့ပတ်သက်ရင်လိုက်စားမှုတွေတအားများတယ်။ဟိုလိုက်လိုက်စားမှုတွေများရမယ်လက်တွေ့မှာအသုံးမချတာမျိုးတွေလက်တွေ့မှာတကယ်ဟိုမလုပ်ဖြစ်တော့တာမျိုးတွေပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တကယ်လက်တွေ့လောက်ကမဲ့ကိစ္စမျိုးတွေမှာအချို့ဆိုရင်နှစ်ပေါင်းများစွာပညာသင်လိုက်တယ်။သင်ပြီးတော့ကျွန်တော်တို့မလုပ်ကြတော့တကယ်လက်တွေ့ apply ပြန်လုပ်တဲ့နေရာမှာကျတော့အားနေသွားတယ်။အဲ့လိုမျိုးတွေကြာတာပြေးရသိပ်ဖြစ်တယ်။ဒါကြောင့်သင်တာလဲသင်လှုပ်ရှားရှိတာလဲလှုပ်ဆိုတာကိုတင်းနေလာလက်တွေ့ကျွန်တော်တို့က ြန်ထိမ့်မိတယ်။ဒါကြောင့်ပဲကျွန်တော်တို့တာရီသားမိတွေကိုအဲ့ဒါလည်းသိစေချင်တယ်။နောက်ပြီးတော့တာရီဖြစ်လာပြီဆိုရင်ကျွန်တော်တို့သိရမယ်နောက်တစ်ချက်ကဘယ်လိုဟာမျိုးလဲဆိုတော့ဟိုရုပ်တီးနဲ့နေတာမျိုးတွေတခုခုဆိုရင်ကျွန်တော်တို့ကအတွေးခေါ်ယူအစပိုင်းမှာဟိုပညာကိုအခြေတည်တဲ့လူဖြစ်တဲ့အတွက်လေးလေးအားလေးနေတာတို့ပြုံးပြောပြောမနေတာတို့အခက်တီတီနေတာကိုပညာရှိပုံစံပညာတတ်ပုံစံမျိုးနေတာမျိုးပေါ့နော်ဒီလိုနေတာမျိုးကိုကံကမကြိုက်ပါဘူး အဲ့လိုမျိုးနေတယ်ဆိုရင်လည်းအချို့နေရာတွေမှာယင်းနေကြောင်းဝင်မှုအားနေပြီးတော့ကိုယ့်ရဲ့အလုပ်သမားတွေကိုပတ်ဝန်းကျင်တွေကိုမိတ်ဆွေတွေနဲ့တသားတည်းမဖြစ်သွားတဲ့ပုံစံမျိုးတွေဖြစ်ပြီးတော့အာသူကြီးကျယ်ပါတယ်လို့စိတ်ကအခြားလူတွေကထင်သွားပြီးအချို့နေရာတွေမှာကိုယ်မတိုင်မင်တော့တာမပြောတော့တာဒါတွေကစအကုန်ဖြစ်နိုင်တယ်ဒီအချက်တွေကိုလည်းကျွန်တော်တို့ကအသာရီသားမီးအတွက်မေးလို့မရပါဘူးနော်နောက်ပြီးအသာရီသားမီးတွေအတွက်လုပ်ငန်းစီးပွားကြိုးကတောက်ကြဆိုပါတောက်ကြလို့တောက်ကြဆိုတာစီးပွားရေးကြိုးဖြစ်တဲ့အတွက်တောက်ကြနိုင်တဲ့ပတ်သက်တဲ့ကိစ္စတွေကစီးပွားရေးအနေနဲ့လုပ်မယ်ဆိုရင် တိတ်ကောင်းတယ်အဲ့တော့တောက်ကြိုးဘယ်လိုစီးပွားရေးလုပ်မလဲပေါ့အတောက်ကြာနဲ့ပတ်သက်အဲ့တောက်ကြာကြိုးကစီးပွားရေးနဲ့ပတ်သက်ဆန့်ရွယ်တဲ့ဂျိုဖြစ်တဲ့အတွက်တောက်ကြာဇင်ခံပစ္စည်းတို့အပန်းဖြေတာတို့အနားယူတာတို့အန်တာတိတ်မဆန်ဆန်အလုပ်တွေတို့နော်စိတ်ခံစားမှုပျော်ရွှင်မှုအပျော်အပါအပန်းဖြေဒါကိုပေးတဲ့အရာတွေဖြစ်တယ်ဂျာရီသားမီးတွေကအလုပ်စီးပွားနဲ့ပတ်သက်ရင်အဲ့ဒီပုံစံစဉ်းစားဖို့လိုတယ်နော်အလုပ်လုပ်ပြီဆိုလဲကျွန်တော်တို့ကလှုပ်ရှားရှိတာလှုပ်နားရှားရှိတာနားပျော်ရှားရှိတာပျော်ဆိုတဲ့လူမျိုးတွေ အဲ့လိုလောက်တာပိုကောင်းတယ်အလုပ်ကြီးပဲဖိလို့ရင်ပျော်စရာမရှိဘူးစိတ်ကလည်းစတေကြီးနဲ့နေပြီးတော့အာကိုကိုတိုင်းထိမ့်ချုပ်ထားတာများရင်အတွင်းမှာအဆင်မပြေဘူးဒါကြောင့်ပဲအာယုံ၅ပါးခံစားမယ်ဆိုရင်ခံစားရမယ့်အချိန်မှာခံစားလိုက်လှုပ်ရှားရှိတဲ့အချိန်မှာလှုပ်လိုက်အဲ့လိုမဟုတ်ဘဲနဲ့ပညာရှိရရင်အရန်ချုပ်ထိန်နိုင်ရင်အချို့နေရာတွေမှာလူမမြင်ဝင်းတဲ့ကိစ္စတွေတို့ကလှုပ်လာကြာပြီးသားမိတယ်အမှောင်ဘက်ကိုရောက်သွားတယ်အပြင်မှာတော့ငါလူယိုသေးရှိယိုသေးနောက်မှာခွက်ပုံးချနေတယ်ဒီလူမျိုးတွေဖြစ်တတ်တဲ့လူမျိုးတွေဖြစ်သွားတတ်တယ် ီးတော့ဇင်ကန်ပစ္စည်းဖြစ်တဲ့ကာကန်ရှင်ဟာဂဒင်တို့၊မို့ရာတို့၊တီဘီတို့၊အပန်းပြေစကန်းတို့၊ကန်းကြီတို့နော်နောက်အပျော်ပါတို့အန်တာတိန်မန့်တို့ကစားကွင်းတို့စသဖြင့်ပေါ့ဗျာဟို KTV တို့စင်တင်တို့အာတိကီတာတို့အနုပညာတို့အင်စထရူမန့်တွေတီးတာတို့ဒါတွေနဲ့ပတ်သက်ရင်တော့အရန်ကောင်းတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီစတာရှင်တွေဟာဖြော်ပြေးအန်တာတိန်မန့်အပျော်ပါဒါကိုအခြေပြုတဲ့စီးပွားရေးတွေကောင်းတယ် ဒီတာအမှုပညာအတမိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေလည်းလုပ်ဖို့လိုတယ်ကိုစီဝါလုပ်တဲ့ခါကျရင်လည်းနားအနေတွေပေါ့အချို့အိမ်ပြန်လာတယ်ကာအိုကေလေးဆိုလိုက်တယ်အပန်းဖြည့်တယ်ဂီတာလေးသီးတယ်အပန်းဖြည့်တယ်သချင်းလေးနားထောင်တယ်အပန်းဖြည့်တယ်အဲ့လိုမျိုးလုပ်ပြီးရင်ပို့ပြီးတော့ကောင်းတယ်လို့ပြောသလိုကိုစီဝါရဲ့အနီးနားတွေမှာလည်းအဲ့လိုပေါ့အတန်နဲ့ဆိုင်ရာတီးလုံးလေးတွေအတန်လွန်လွန်လေးတွေဒီလိုမျိုးလေးတွေထားတာမျိုးကပို့ပြီးတော့ကြာပြီးသားမိတွေတော့ကံကောင်းစေနိုင်တယ်လို့ပြောပါတယ်ဒီချက်ကတော့ကျွန်တော်တို့စီဝါရေးနဲ့ပတ်သက်ရင်သိထားစေချင်တာဒါအပြင်တောက်ကြာလုံခြုံရေးဖြစ်တဲ့အတွက်ဂျာရီသားမီးယာကာဝယ်မှုအပိုင်း security အပိုင်းနဲ့ပတ်သက်တဲ့စီဝါရေးတွေလည်းလုပ်လို့ရတယ် ်နော်ဟို data တွေကိုကာကွယ်ပေးတာမျိုးလို့စီးပွားရေးနဲ့ပတ်သက်ရင်လည်းအဲ့လိုအကာအကွယ်ပြုတဲ့အပိုင်းပေါ့ဒီအပိုင်းတွေနဲ့ပတ်သက်ရင်အရန်အားရစရာကောင်းတဲ့လူမျိုးဖြစ်လဲကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်အဲ့ဒီအပိုင်းတွေလုတ်လို့ရလို့ဟိုဘန်လုပ်ငန်းတို့အပေါင်ခံတာမျိုးလို့နော်သူတို့ဘာပစ္စည်းကိုတိမ်မေးထားတဲ့နော်သူတို့ဘာပစ္စည်းကိုအာမခံမေးထားတဲ့အာမခံလုပ်ငန်းတို့ဒီလိုစီးပွားရေးတွေနဲ့လည်းဘဝမှာအောင်မြင်ပြီးတော့ဒီလိုပုံစံမျိုးစီးပွားရှာရင်လည်းပိုကောင်းတယ်ဆိုတာမျိုးကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်ကို့ပုံကအရန်ကြီးဟိုအောင်ဖြစ်ပဲနဲ့ဟိုပေါ့ဘဘပျော်ဘဘဖြစ်နေတဲ့ ဂျာရီသားမီးတွေရဲ့ပုံစံမျိုးဖြစ်နေရင်တော့ပိုကောင်းတာပေါ့ဗျာနောက်ပြီးဂျာရီသားမီးတွေအတွက်ကျွန်တော်တို့အချစ်ရေးစမ်းကြိုပေါ့အဲစမ်းကြိုကအင်္ဂါပိုင်းတယ်ဗျာအင်္ဂါပိုင်းတော့အင်္ဂါကကျွန်တော်တို့ကဖြက်လက်တာငယ်ရွယ်တာဖင်ပေါ့တာအဲဘယ်လိုပြောမလဲဆိုတော့နုပြိုတာပေါ့ဒါကိုပြောတဲ့အတွက်ဂျာရီဂျိုတက်ကကျွန်တော်တို့က19နဲ့အင်္ဂါဂျိုတက်က10နဲ့ကွာတယ်လေ19နဲ့10နဲ့ဒါတော့ပဲဂျာရီသားမီးတွေကမသိစိတ်မှာသိစိတ်မှာမဟုတ်နော်မသိစိတ်မှာငယ်ရွယ်တဲ့လူ ဖြက်လက်တယ်လို့ကိုထက်နုပြိုတယ်လို့ကိုထက်ပေါ့ပွားနေတယ်လို့အဲခစ်မိတယ်လို့ဟာလူငယ်ဆန်တဲ့ပုံစံမျိုးပို့ကြိုက်တယ်ဘလို့ပဲကျွန်တော်ကလူကြီးကိုပဲကြိုက်တာပါအကိုကြီးတွေပဲကြိုက်တာပါဦးလေးတွေပဲကြိုက်တာပြောမသိစိတ်မှာငယ်ရွယ်တဲ့တော်ကိုကြိုက်တယ်နော်အယောက်ျားလေးလည်းလိုပဲယောက်ျားလေးကြာရီသားမိလည်းကိုထက်နုတာငယ်တာကြိုက်တယ်ယောက်ျားလေးတော်တော်များများတော့နုတာငယ်တာကြိုက်တယ်တူပါနော်ထားပါအဲ့တော့ဒါကတော့ အဲ့လိုဖြစ်တဲ့အတွက်ဂျာရီသားမီးကိုလက်တွဲပေါ်ရှာတဲ့ခါကျရင်ဂျာရီသားမီးကအဲ့လိုမျိုးဖြစ်တဲ့လူကိုရှာဖို့လိုတယ်။ပြပြလဲလဲရှိတဲ့လူမျိုးတွေနော်ဟိုအလုပ်လုပ်တဲ့ခါဆိုရင်လည်းလက်တွေ့ကြကြလုပ်တဲ့လူမျိုးတွေဒါဂျာရီသားမီးတွေအဲ့လိုစာရေးဆရာလို့လို့ပကြီးဆရာလို့လို့အဲ့လိုဟာမျိုးတွေနဲ့တိတ်မအပ်ဆက်ဘူး။အာဒူးအော်တိုင်းပေါ့လုံမယ်ချမယ်အဲ့လိုလူမျိုးတွေကိုအိမ်တော်ဘက်ထွေရေးချဲ့တယ်ဆိုရင်ပိုကောင်းတယ်လို့ပြောတယ်။အဲ့တော့ငွေရွယ်သူတွေနဲ့အိမ်တော်ကြတတ်တဲ့အကြတတ်တဲ့လူတွေကလည်းစီးပွားရေးလုပ်ငန်းလုပ်တဲ့ခါကျရင်အဲ့လိုလက်တွေ့ကြကြစီးပွားရေးတွေဆက်ပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတို့နော်အယောင်နဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတို့ ဟိုဆက်လက်နဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတို့စအပိုပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမျိုးတို့ဒီအလုပ်တွေနဲ့အဆက်ကြတာမျိုးလည်းကျွန်တော်တို့တွေ့ရတယ်ဒါကတော့တကယ်ကိုဇာရီသားမီးတွေအချစ်ရင်မှာစိုးမိုးနေတဲ့အနေအထားမျိုးဖြစ်တယ်ဒါတော့ဇာရီသားမီးတွေကငယ်ရွယ်ဖြက်လက်နုပြိုတာကိုပူကြိုက်တာဖြစ်တယ်ကိုယ်အိမ်အောင်ဘက်ကအဲ့လိုဖြစ်နေပို့လို့တယ်အဲ့တော့ကိုယ်အိမ်အောင်ဘက်ကဇာရီဖြစ်တယ်ဆိုရင်ကိုယ်နည်းနည်းလေးအရင်ကြီးပုံတုံးနေလားအရင်ရင့်ရော်နေလားအုံမင်းနေလားချက်ကြည့်ပါ အဲ့ထက်နည်းနည်းလေးပြန်နုပြအောင်နေပါပြီးလည်းပြောအရန်ဝါအလုံးနေလားဖြစ်ဖြစ်လက်လက်ပေါ့ပေါ့မဖြစ်တော့ဘူးလားဒါဆိုရင်ပြန်ပြီးတော့ကျွန်တော်ပြန်ချိန်ပါဒါဆိုရင်ဂျာဝေးသားမီးနေနဲ့ပြန်ပြီးသားစားတာပြန်ဖြစ်နိုင်ပါလိမ့်မယ်ပို့ပြီးတော့ရင်းနှင်းမှုနှုတ်ထွက်မှုပို့ပြီးတော့ရသွားနိုင်တယ်ပေါ့နော်အဲ့ဒီအချက်လေးပြောခြင်းတယ်ဂျာဝေးသားမီးဒီမှာလုံးလုံးလက်မလွတ်တဲ့နာဘာလဲဆိုတော့တနင်္လာသူအားကောင်းဆုံးဖြစ်တဲ့အတွက်အနည်းဆုံးကိစ္စတွေကိုလုံးဝမမေ့နဲ့နော်ကို့အနည်းဆုံးမှာငါဘာရမလဲကို့ရဲ့အနည်းဆုံးမှာဘာပညာရမလဲဘာစီဝါရမလဲ ို့အနည်းဆုံးနေရာတွေကနေဘာရွေးထုတ်ယူရမလဲဆိုတာကိုစဉ်းစားပါနော်အဲ့တော့ဘယ်နေရာရောက်ရောက်ဘယ်နိုင်ငံရောက်ရောက်ကို့အနည်းဆုံးမှာစီးပွားလုပ်လို့ရတာဒါပေါ့ကို့ရက်ကွက်ကို့လမ်းထဲမှာငါစီးပွားဘာလုပ်လို့ရမလဲနော်ကို့ရွှေမိုးတောင်ရဲ့အတိုင်းဝိုင်းနေကြားတယ်မှာငါဘာစီးပွားရေးလုပ်လို့ရမလဲဒါမှမဟုတ်လေမိဘလက်ငုပ်ကိုပို့ပို့ပြီးတော့ငါမော်ဒယ်ဖိုင်းဖြစ်အောင်ဘယ်လိုလုပ်နိုင်မလဲမိဘလက်ငုပ်ကိုပို့ပြီးတိုးတက်အောင်ငါဘာလုပ်မလဲအဲ့လိုမျိုးတွေစဉ်းစားပြီးစီးပွားလုပ်တာကပိုကောင်းတယ်လို့လည်းအကြံပေးကြပါတယ်။နောက်ဆုံးတော့တော့ပေါ့ပါမယ်တင်ပါတယ်ကြာပြီးသားမိအားလုံးမိမိရဲ့ကောင်းတဲ့ဂျိုတွေကိုကောင်းစွာအသုံးချနိုင်ပါစေလို့ပြောကြရင်လည်းဒီကောင်ချောက်အပ်ပါတယ်ဗျ။